ကျွန်တော်ဗျာဆရာထွန်းသွေးရဲ့ကဗျာလေးတစ်ခုရွတ်มาဖြစ်ပါတယ်ကဗျာရဲ့ခေါင်းစဉ်ကိုတော့ရေးမထားတဲ့အတွက်ကြောင့်ကျွန်တော်တခြားတော့မသိပါဘူးအဲ့တော့လည်းတောင်းပန်ပါတယ်ဆရာကိုစောပါသလိုဖြစ်သွားရင်လည်းကျွန်တော်ဒီနေ့ရနေအနုမြတ်တောင်းပန်ပါတယ်ကျွန်တော်ဝါသနာအရာရွတ်တာဆိုတော့အမပါခဲ့ရင်လည်းကျွန်တော်ပြပါလို့ကျွန်တော်ဒီ ဘိုးတိမ်မဖြစ်ပဲလှည့်ပြန်သွားရတော့မိโกများနဲ့လည်းတွေ့ခဲ့ရသူပါကျွန်တော်ဤမျက်စိရှိတွင်ကားတိုက်မလို့ဖြစ်သွားတဲ့ခွေးလေးတကောင်ကိုကဲတင်ခဲ့ဘူးပါလေတရက်ကခွေးတကောင်ကျွန်တော်ခြေစလုံးကိုလာကြိုက်ပါတယ်ညမောင်နေ၍တဲတဲကွယ်ကွယ်ခွေးကိုမမမိခဲ့ပါကျွန်တော်မိတ်ဆွေတို့ကလဲခြင်းနဲ့ဆိုလို့ ကျွန်တော်အပေးခဲ့တဲ့နေရက်တချို့လည်းရှိခဲ့ဖို့ပါတယ်။ပေါင်မအသိုးတွေကိုလက်ထဲခြင်ထားပြီးလက်ဖက်ရည်ဆိုင်ရဲ့ဘေးဘင်းပေါက်ကတီးဆီရလွန့်ပြက်မဲ့နိုးစီဘူးဖင်ကက်ကိုဝိုင်းလူကိုစောင့်နေကြပေါ့။ဆူဘူးတဲ့ကော်ဖီတွေမှထည့်ပြီးတော့ငွေဆက်ကိုတွေက မျက်နာပြည့်ကြီးနေဘလို့လဲဒီစင်မှာ မြေကျွင်းကိုဆက်လို့ရတဲ့ကောပေါ်ပြီဆိုအိမ်ရောက်ငွေရှင်းလို့ရရင်တစ်ခုလောက်ပို့ပေးပါထုံသွေး